အားလုံးပဲမင်္ဂလာပါရေဝီဒီ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က6ရက်စလ2025ပေါ့နော်ဒီနေ့တရင်ကျော်လာပြနေလည်းဖြစ်တယ်အပေးပါအခါတော့နေလည်းဖြစ်တယ်ပေါ့နော် my tv မှာတော့နန်းနန်း5ပါနဲ့ခင်မကြီးဆေပါအပါဝင်ကိုထက်တရက်တမနက်တနာ ਈ တမိနစ်တစ်စက္ကန့်ကြီးတဲ့သူတွေကိုကြော့ပါတယ် အခုဒီမှာလဲအလားတူပါပဲကျွန်တော်ကြော့ပါတယ်ပေါ့နော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာက အတွေးခေါ်ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်မနေ့ကတော့ရုတ်တန်တင်ဆက်မှုပြတ်ပွက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အလုပ်များလို့ပါ MyTV မှာလဲတရက်ကိုနှစ်ပုံလုံးနဲ့နော်ဒီဘက်မှာလည်းတပုတ်ဆိုတော့ကျွန်တော်တော်တော်လေးအားထည့်ရတယ် ITV မှာဘာကြောင့်ကျွန်တော်တရုတ်ကိုနှစ်ပုတ်ရအောင်လုပ်နေရလဲဆိုတော့အဲ့ဒါကလည်းဒေါ်လာရေးအတွက်ပေါ့နော်ကျွန်တော်တို့ရဲဘော်တွေထောက်ပံ့နိုင်အောင်ကြိုးစားပေးနေရတာပါအဲ့တော့ဒီနေ့ပြောချင်တာကပြီးခဲ့တဲ့လေးရက်နေရနော်လေးရက်နေရ online assign နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကျွန်တော်ရင်ထဲကခံစားချက်တွေကိုဖွင့်ပြရတဲ့အခါမှာကျွန်တော်မိတ်ဆွေတွေရှိရတချို့တချို့တော့ feedback ပေါ့နော် ချို့ချို့သော comment ပါအဲတုံ့ပြန်လာတာတွေတွေ့ရပါတယ်အဲတော်တော်များများကတော့လက္ခဏာတော့များတယ်ဒါပေမဲ့တချို့ကကျွန်တော်နဲ့သဘောထားချင်းမတိုက်ဆိုင်ဘူးเนาะသဘောထားချင်းမတိုက်ဆိုင်တာလည်းဒါကအပြစ်ပြောလို့မရဘူးเนาะအမြဲတမ်းကျွန်တော်ပြောနေတာမှန်တယ်လို့ပြောလို့မရဘူးမှားတာလည်းရှိချင်းရှိမယ်ပေါ့နော်အဲအဲ့လိုမျိုးသဘောထားကွဲလွဲမှုဟာဒါကောင်းမွန်တဲ့ကောင်းမွန်တဲ့အခြေအနေတစ်ခုပေါ့နော်အဲ့တော့ဒီမှာ ပြောစရာလေးတွေတွေးစရာလေးတွေလည်းပေါ်လာတာပေါ့အဲ့ဒါဘာလဲဆိုတော့အားကစားသမားကနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတော့အတုံပြတ်မှုနောက်တစ်ခါမင်းတို့ကမနာလိုလို့ပြောတာဆိုပြီးတော့မှပြန်လဲတုံ့ပြန်လာတဲ့ဝေဖန်မှုပေါ့နော်ဒီလိုမျိုးအောင်နာဘက်ကကာကွယ်မှုတွေထွက်ပေါ်လာတာတွေ့ရတယ်အဲ့လိုကာကွယ်မှုတွေအဲ့လိုကာကွယ်ပြီးပြောဆိုတဲ့သူတွေကကျွန်တော်တို့ဒေါ်လာရေးဘတ်တော်သားတွေလည်းဖြစ်ချင်းဖြစ်မယ် ဟိုဘက်က8000ရှေ့ရသားတွေလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ကကျွန်တော်မြန်မာလူမျိုးတွေကချက်ချင်းမြတ်တာကြီးမားတဲ့လူမျိုးပါနော်အောင်နာကိုချစ်တဲ့စိတ်နဲ့အောင်မြင်တဲ့အားကစားသမားကိုဂုဏ်ယူပြီးအားပေးတဲ့စိတ်ဟာကျွန်တော်တို့ဒရိုင်းတပီလုံးတိုင်းသားတွေတိုင်းဟောတိုင်းသားညီကိုမောင်နှမတွေအားလုံးရဲ့ရင်ထဲမှာရှိပြီးသားပါကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုချစ်ပါတယ်သူ့ကိုချစ်တယ်သူ့ကိုအားပေးပါတယ် ါကပြောရလို့ရှိရင် ပုံကိုရချစ်ခင်မှုအာကစားစိတ်သက်ဒါတွေနဲ့အပေးတာပါဒါမဲ့ဒီကနေ့ဒီနေရာမှာကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာနဲ့တိုင်းပြည်ရဲ့အမှန်တရားကို ချိန်ထိုးဖို့လိုအပ်တယ်ဆိုတာတော့ကျွန်တော်တို့မေ့ထားလို့မရဘူးကျွန်တော်တို့မြို့မယဉ်ကျေးမှုမှာကျွန်တော်ပြောဥပါတယ်နော်ဖရာဟောအဂရိတရား၄ပါးဆိုရှိတယ်အဲ့ဒီမှာသာနာဂရိနော်အခုဖြစ်တာသာနာဂရိပေါ့နော် ဇန္နာဂရီလို့ခေါ်တဲ့ချက်ချင်းကြောင့်မမှန်တာကိုမှန်နေထင်ပြီးပြုလို့ပြောဆိုနေခြင်းဆိုတဲ့အထဲမှာပါဝင်တယ်။ချစ်လို့သူ့ဘက်ကိုလိုက်ပြီးတော့မှကာဝယ်ပေးတယ်ဆိုရဲအခြေအနေမျိုးသွားတွေ့ရတယ်ပေါ့နော်။ဒါကဇန္နာဂရီနဲ့သွားပြီးတော့မှတိုက်ဆိုင်နေတယ်။ဒါကြောင့်ချစ်တာကချစ်တာပဲ။ပုဂ္ဂိုလ်ကြီးကချစ်ခင်မှုကခိုင်ပါတယ်။ဒါပေမဲ့တိုင်းပြည်ရဲ့ဒုက္ခပြည်သူရဲ့အသက် သွေးချွေးတွေနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာဒီချစ်တာကိုကျွန်တော်တို့ခဏတာပြေးပယ်ထားဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့အောင်လာကိုချစ်တဲ့စိတ်ကြောင့်သူ့ကိုမြမဂုံဆောင်အဖြစ်ကျွန်တော်တို့မြင်ကျင်တဲ့စိတ်ကြောင့်သူ့ရဲ့အပြုအမူတွေကပြည်သူခံစားချက်ကိုထိခိုက်စေတယ်ဆိုတဲ့အမှန်တရားကိုကျွန်တော်တို့ဖုံးကွယ်နေတယ်လို့ဖြစ်မနေဘူးလားလို့ကျွန်တော်ကမေးခွန်းပြန်ထုတ်ချင်တာပေါ့နော်ကိုယ်နိုင်ငံကိုကိုယ်လူမျိုးကိုချစ်တာမှန်ပေမဲ့အဲ့ဒီချစ်ခြင်းကြောင့် ကိုယ်တိုင်ပြီးနာကျင်နေမှုကိုလစ်လူရှုသူရဲ့လောရက်ကမှန်တယ်လို့မျက်ွယ်ပြုတ်နေတာ မဟုတ်ဘူးလားအဲ့တော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အင်္ဂလိပ်လို့ဆိုရင် subjective point of view ပေါ့နော်ပုံကိုယ်ရဲ့အမြင်ခံစားချက်ပေါ့ဒီအမြင်ဟာငါဘယ်လိုခံစားရလဲဆိုတဲ့ပုံမှာအခြေခံထားတာပါအောင်လာကိုချစ်တဲ့သူတွေကဒီအမြင်နဲ့ကြည့်ပါတယ်။အောင်လာကငါတို့ရဲ့ဟီးရိုးပဲ။သူနိုင်ငါတို့ဝမ်းတာတယ်။ ဒါကချစ်တဲ့စိတ်နဲ့ခံစားချက်အားကစားကနိုင်ငံရေးနဲ့မဆိုင်ဘူးဒါကြောင့်သူနှုတ်ဆက်နေတာမှန်တယ်ဒါကသူ့ဘက်ကမြင်ပေးတဲ့အမြင်ဒီခံစားချက်ဟာ တကယ်တော့နှွေးထွေးပါတယ်ဒါပေမဲ့အဲ့ဝန်တာမှုရဲ့အဲ့ခံစားချက်ရဲ့နောက်ကွယ်မှာဘသူတွေမျက်ရည်ကျနေလဲဆိုတာကိုကျွန်တော်တို့ဓမ္မဒိဋ္ဌာန်ကြကြမြင်ဖို့လိုအပ်တယ်အဲ့တော့ဗာလဲဆိုတော့ objective point of view လို့ခေါ်တယ်အခြေအနေမှန်ကိုအချက်လက်နဲ့မြင်တဲ့အမြင်ပေါ့နော် ဒီမြင်ကဒီအဖြစ်ပြက်ဟာတကယ်ဘယ်လိုဖြစ်နေသလဲဆိုတာကိုအခြေခံတာပါတိုင်းပြည်ဟာအခုချိန်ထိစစ်ပေးတံဘုံတံကိုခံစားနေရတော့အလူးလဲခံနေရတာအော်လား2021ကစပြီးပြည်သူတွေရဲ့နာကျင်မှုကိုအဲထင်ထင်ရှားရှားပေါ့နော်ဖော်ထုတ်ပြောဆိုခဲ့ခြင်းမရှိဘူးနောက်တစ်ခုကအခုတူနောက်ဆုံး2008ရဲ့အလံကိုခြုံသွားတဲ့ကိစ္စဒါကဘာလဲဆိုတော့ သူဟာနိုင်ငံရေးကိုရှောင်ရှားနေတာမဟုတ်ဘူးသူဟာအားကစားသမားဖြစ်တဲ့အတွက်နိုင်ငံရေးကသူနဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးလက်ရှိအာဏာရတဲ့ဘက်ကိုရွေးချယ်လိုက်တာပဲနိုင်ငံတကာစင်မြင့်ပေါ်ကနေအတန်ထွက်ခွင့်ရှိရတာနဲ့နှုတ်ဆက်နေတာဟာနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတာထက်တိုင်းပြည်နဲ့ပြည်သူကိုလစ်လို့ရှုတယ်ဆိုတဲ့အထိပယ်ကိုပူဆောင်နေပြတကယ်တော့တိုင်းပြည် အခုလိုဒုက္ခပင်လယ်ဝင်နေတဲ့အချိန်မှာတာမန်ကစားသမားတဦးရဲ့စီးပွားရေးအသက်မွေးမ်းကြောင်းဘဝလုံခြုံရေးကို ရှည်တန်းတင်တာထက်အသက်ဆုံးရှုံးနေရတဲ့ပြည်သူတွေရဲ့နာကျင်မှုကိုပိုပြီးအလေးထားဖို့လိုအပ်တယ်။သူကတာမန်မဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့သူ့အပေါ်မှာထားတဲ့ချက်ချင်းမြတ်တာအခုအချိန်မှာဖြစ်ပေါ်နေတဲ့အမှန်တရားနဲ့ ပြည်သူတွေရဲ့ခံစားချက်နောက်မှာခေတ္တခဏနေရာယူထားဖို့လိုအပ်တယ်ခေတ္တပို့ထားကျွန်တော်တို့ချက်ချင်းမြတ်တာကျွန်တော်တို့အမှန်တိုင်းမြင်ဖို့လိုအပ်တယ်နောက်တစ်ခုပြောချင်တာကဒီနေရာမှာအဓိကကြားတဲ့အချက်ပေါ့နော်ကချင်ပြည်နယ်အပေါ်ဝင်တနိုင်ငံလုံးနေအိမ်တွေဘုံတံကြောင့်ပြူပြက်နေတဲ့အချိန်မှာဘုံပို့ခြင်းနေရာနေလိုင်းမီမီတစ်ချက်မမီတစ်ချက်နဲ့သူ့ပွဲကိုစူးစမ်းပြီးအားပေးနေကြတဲ့စေဘဒုက္ခတွေရဲ့ အခြေအနေကိုသူ့မျက်လုံးနဲ့မမြင်မိဘူးလားကျွန်တော်မေးချင်တာပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့အတက်အန္တရာယ်ကိုမေ့ထားပြီးရန်သူကိုကာကွယ်နေရတဲ့ရှည်တန်းစခန်းကနေမိုးရဲရေထဲမှာခက်ခက်ခဲခဲအားပေးနေတဲ့ရဲဘော်တွေရဲ့အခြေအနေကိုသူခံစားမိရဲ့လားအများကြီးတော့သူကဒီရဲဘော်တွေအတွက်ဒီစစ်ပေးဒုက္ခတွေတွေအတွက်ဒီတိုင်းပြည်ရဲ့ဒုက္ခတွေအတွက်သူဘာပြောပြောမပြောပြောအော်ငါတို့မြန်မာနိုင်ငံက တို့နိုင်ငံကိုစားပြုသူရဲကောင်းကြီးပါလားဆိုရဲချစ်တဲ့စိတ်တစ်ခုတည်းနဲ့သူတို့ရဲ့ဒုက္ခတွေကိုမေ့ထားပြီးအားပေးနေတဲ့အဲ့ဒီပြည်သူတွေရဲ့ဒုက္ခကိုသူမမြင်ဘူးလားကျွန်တော်ပြောချင်တာအဲ့ဒါအဲ့ဒီမှာကျွန်တော်တို့ခင်ဗျားတို့သတိမထားမိတဲ့အချက်တစ်ခုရှိတယ်အွန်လိုင်းရဲ့အဲ့လိုနိုင်သွားတဲ့အချိန်မှာငါတို့အတွက်ငါတို့ကိုစားကဘာကြီးရသိအောင်ဘာများပြောလိမ့်မလဲဆိုပြီးတော့မှသူတို့ရှင်ထဲမှာတိတ်တဆိတ်မျောလင့်နေတယ်ဆိုတာကျွန်တော်တို့ခင်ဗျားတို့သတိမထားမိဘူး ဒါပေမဲ့သူရွေးချယ်ခဲ့တာကအဲ့ဒီလူတွေရဲ့ကိုစားပြုမှုမဟုတ်ဘူး။သူကမြန်မာနိုင်ငံတော်ကြီးအတွက်ကျွန်တော်တို့မြန်မာအတွက်ပေါ့ဗျာကိုစားပြုတယ်ဆိုပြီးတော့စင်ပေါ်မှာမြန်မာကိုစားပြုအဖြစ်ဖြတ်တန်းသွားခဲ့ပေမဲ့မြန်မာလူလူတွေရဲ့ပြည်သူတရေလုံးရဲ့ဒုက္ခကို ကိုစားပြုပြီးပျော်မသွားဘူး။သူရွေးချယ်သွားတာကတိတ်ဆိတ်ခြင်းနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့မျက်ရည်ကိုလှစ်လူရှုသွားတာ။ ဒါကြောင့်ကျွန်တော်တို့အားလုံးဟာချစ်ချင်းမြတ်တာဆိုတဲ့သူ့ကိုချစ်တဲ့ချစ်ချင်းမြတ်တာဆိုတဲ့အရာကိုရင်ထဲမှာမြုပ်နှံထားပြီးတိုင်းပြည်နဲ့ပြည်သူရဲ့အမှန်တရားကိုရှင်းရင်တင်ဖို့လိုအပ်နေပြီ။အော်ဒီနေရာမှာကျွန်တော်ဆက်ဆက်ပြီးစဉ်းစားမိတာကဒီကိစ္စဟာပုဂ္ဂိုလ်တူတယောက်ရဲ့ကိစ္စလို့ထင်ကောင်းထင်နိုင်ပြီမဲ့ပုဂ္ဂိုလ်ကြီးခံစားချက်ကို အမှန်တရားထက်ပိုအလေးပေးတဲ့စိတ်ဟာကျွန်တော်တို့တော်လိုင်းရေးအဖွဲ့အစည်းတွေတည်းအထိ ကူးဆက်ဝင်ရောက်လာလို့ရှိရင်ဘယ်လောက်ထိအန်ဒီရဲ့ကြီးသွားမလဲဆိုတာကိုကျွန်တော်ဆက်ဆက်ပြီးတွေးပြီးသွားတယ်။ဒူးတယောက်ကိုချစ်ခင်ဆွဲလန်းတဲ့ပုံကိုရေးဆန္ဒဂရိပေါ့နော်ချစ်လို့အဂရိလိုက်စားမှုဟာကျွန်တော်တို့တော်လိုင်းရဲ့ရီမန်းချက်နဲ့စီမင်းစည်းကမ်းတွေကိုမျက်ကွယ်ပြုစေနိုင်တဲ့အစိတ်တော့ဖြစ်တယ်ဆိုတာကိုဆက်ဆက်ပြီးတော့မှ တွေးပြီးလာတယ်ပေါ့နော်။နံပါတ်1ကတော့ကျွန်တော်တို့တော်လိုင်းကောင်းဆောင်တူဒါမှမဟုတ်အဖွဲအစည်း ဖွဲ့စည်းဝင်တဦးကမာယွင်းနဲ့ဆုံးဖြတ်ချက်တစ်ခုမာယွင်းနဲ့လှုပ်ဆောင်ချက်တွေလှုပ်ဆောင်ခဲ့မယ်ချမှတ်ခဲ့မယ်ဆိုရင်တော့ဒါငါတို့ကောင်းဆောင်ပဲသူကတော့မှန်ပါပါဆိုတော့ပုံကိုကြီးချစ်ခင်မှုကြောင့်ဝေဖန်ထောက်ပြဖို့ကျွန်တော်တို့တွန်းဆုတ်နေလိမ့်မယ်အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ချစ်စိတ်ကြောင့်ဒီလိုနဲ့ကျွန်တော်တို့ကအမှန်တရားတွေနဲ့ဝေးကွာသွားမယ်အမှန်တရားတွေကိုပြင်ဆင်ပေးခံရခြင်းမရှိဘဲနဲ့အမြင့်တွေသွားနိုင်တယ် လူဖွဲ့စည်းတစ်ခုလုံးအတွက်မာဗီဝါပိုင်းဆိုင်ရာတွေပျက်စီးဆုံးရှုံးမှုကိုဖြစ်စေနိုင်တယ်ဆိုတာကိုကျွန်တော်သွားတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော်လန်ရေးဆိုတာစနစ်တကျရှိဖို့လိုအပ်ပါတယ်ဒါပေမဲ့ကိုချစ်ခင်တဲ့သူကိုအားပေးတဲ့သူတူကအချိန်ဖောက်ပြတ်တဲ့အခါမှာကျွန်တော်တို့ကဘယ်လိုတွေးကြလဲသူ့မှာအကြောင်းရှိလို့ပါဥမာပဲဗျာဟာ NGO ဘာမလုပ်ဘူးလားညာမလုပ်ဘူးလားကျွန်တော်တို့တော်လိုင်းဘတ်တော်သားတွေကပြောကြတယ်ဘာတော့ဘလို့ဘာတော့ဘလို့ပေါ့ ။ဟာဟွာဘာလဲ။ငှက်ကင် project လို့ဘမာရုံးလက်နက်ကအားရှိမှာပါ။ဖြစ်တွေ့ကြတာ။သူ့မှာအကြောင်းရှိလို့ပါ။တဏှာကိုသူသုံးလို့ပါ။အဲသူကတော့လုံနေမှာပါ။အဲ့လိုပေါ့နော်။အများနဲ့ကျွန်တော်တို့ဖြစ်တွေ့ရ။ဒီလိုမျိုး သူ့မှာအကြောင်းရှိလို့ပါဆိုပြီးဖြေလျှော့ပေးတဲ့စိတ်ဓာတ်ဟာအခြားသူတွေကိုကစီကံဖောက်ဖျက်ဖို့လမ်းစပေးရရောက်ပါတယ်။နောက်ဆုံးမှာဘာဖြစ်လာမလဲဆိုတော့တော်လိုင်းရဲ့စီကံ ဂုံတိတ်ခါနဲ့တရားမျှတမှုဟာပုဂ္ဂိုလ်ကြီးမျက်နှာသာပေးမှုအောက်မှာပြောက်ဝင်သွားပါလိမ့်မယ်။သိအံ့ရဲ့အကြီးပါတယ်ပုဂ္ဂိုလ်ကြီးချစ်ခင်မှုကနောက်ဆုံးကျွန်တော်တို့ကဘလောက်ထိကံစားလာရနိုင်လဲဆိုတော့ကျွန်တော်တို့ရဲ့တော်လင်းရှိမှန်းချက်ကအကြမ်းဖက်ဆက်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ပြီးစစ်မှန်တဲ့ Federal Democracy ကိုထူထောင်ဖို့ပါ။ဒါပေမဲ့ကိုခင်မင်နဲ့ကိုချစ်ခင်နဲ့ကိုအားပေးတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားဒါမှမဟုတ် သူ့ရဲ့ပုံကူကြီးအခွင့်အရေးတွေကိုကျွန်တော်တို့အကာအကွယ်ပေးရင်းနဲ့တော်လန်ရဲ့မူလလမ်းကြောင်းကနေပြီးတော့မှတွေ့ဖယ်သွားနိုင်တယ်ဆိုတာကိုအထူးသတိချက်ဖို့လိုအပ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကအလားအဆိုင်ကိစ္စမှာကျွန်တော်တို့ဘာကိုသင်ခန်းစာယူရမလဲဆိုတော့သူအလံကိုရွေးချယ်မှုကပုံကူကြီးအကြိုက်မဟုတ်ပါဘူး။တိုင်းပြည်အတွက်ရည်တည်မှုဖြစ်တယ်။ဒါသဘောပေါက်မှာပါနော်။သေချာစဉ်းစားကြည့်ပါ။တိုင်းပြည်အတွက်ရည်တည်မှုပါကျွန်တော်တို့တိုင်းပြည်အတွက်သူဘလို့ရည်တည်လဲဆိုတာကိုပြသတာပါ နှုတ်ဆက်ခြင်းကလည်းနိုင်ငံရေးထဲမပါခြင်းလို့အာကစားသမားပီပီတတ်တဒီကိစ္စတွေမပြောတာအာကစားသမားပီတခြင်းလို့နိုင်ငံရေးကိုရှောင်ထွက်တာမဟုတ်ပါဘူးပြည်သူကိုကြောခိုင်းတာပါဒီလိုပဲကျွန်တော်တို့ဒေါ်လာရေးဖွဲ့စည်းတဲ့မှာလည်းတိုင်းပြည်ရဲ့အကျိုးစီးပွားပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးဒေါ်လာရေးရဲ့ရည်မှန်းချက်တွေဟာဘယ်သူဘယ်ဝါဘယ်သူဘယ်ဝါရဲ့တာသမီး ဘသူဘယ်ဝါရဲ့တပိသူကတော့ဘသူသူကတော့ငါနဲ့ဘလို့ပတ်သက်တယ်ဆိုတော့ပုံကိုရေးခန်းစားချက်တွေအောက်မှာ ပြက်ပြက်သွားရလိမ့်မယ်။ဒါကိုကျွန်တော်တို့တွေ့တာပေါ့နော်။အဲ့တော့ကျွန်တော်တို့တိုက်ပွဲဝင်နေကြတာဟာရှင်းမှန်တဲ့ဒီမိုကရေစီရဖို့ပါ။ဒီမိုကရေစီရဲ့အနှစ်သာရကပုံကိုရေးကူးကွယ်မှုမဟုတ်ပါဘူး။ရှင်းပြဥပဒေနဲ့စနစ်ကိုအလေးထားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ချစ်ခင်ရတဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ရဲ့ပုံကိုရေးချစ်ခြင်းကိုရင်ထဲမှာအပြီးသိမ်းထားပါဗျ။ ိုင်းပြည်နာကအတွက်လိုအပ်တဲ့ဝေဖန်ထောက်ပြမှုတွေကိုရဲရဲဝံ့ဝံ့လုပ်ကြပါကျွန်တော်တို့အားလုံးဟာပုဂ္ဂိုလ်တူတူတယောက်ကိုကူးကွယ်နေတာမဟုတ်ပါဘူးတိုင်းပြည်ရဲ့အမှန်တရားနဲ့တရားမျှတမှုအတွက်အသက်ကိုပေးပြီးတော့မှတိုက်ပွဲဝင်နေတယ်ဆိုတာကိုအမြဲတည်းရဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာအွန်လိုင်းရဲ့ fever နဲ့ပတ်သက်ပြီးဆက်ဆက်တွေးမိတာတွေကိုကျွန်တော်မိတ်ဆွေတွေကိုတင်ပြတာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ thank you